အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းဒီ channel ရနေကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ငါမျိုးကြော့ခွင်မိစာမင်းဆိုတဲ့ဇာတ်လမ်းတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတိတိတင်တိုင်းသိရှိနိုင်မှု notification ဟောင်းလောင်းလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ပါပြီလောကမှာတာမန်အသည့်တာမန်ညာနဲ့သိမြင်နိုင်ခြင်းမရှိတဲ့အရာတွေများစွာရှိခဲ့သလို့ လွန်စွာစိုးသွမ်းမိုင်မဲလာတဲ့နတ်မိတ်ဆွေတွေလည်းမြောင်များစွာရှိခဲ့မှုတဲ့လူပတ်ဝန်းကျင်မှာလည်းလူစိုးလူမိုင်းတွေကိုဖန်စီထိမ့်သိမ်းဖို့တာဝန်ပေးရထားတဲ့သူတွေရှိသလိုစတုမဟာရီနတ်ပုံမှာလည်းရက်ဆက်ကြမ်းကြုတ်တဲ့နတ်မိတ်ဆွေတွေကိုဖန်စီချုံနာမှုတာဝန်ပေးရခြင်းခံထားရတဲ့နတ်စစ်သူကြီးရဲ့အမြောင်များရှိခဲ့တယ်။အဲ့ဒီတည်းမှာမလိန်နာဆိုတဲ့နတ်စစ်သူကြီးကတော့မိစ္ဆာတွေကိုဖန်စီရဲ့နေရာမှာနာမည်အကြီးဆုံးဖြစ်တယ်လို့ဆိုသွမ်းတဲ့နတ်မိစ္ဆာတွေကိုစုံမတဲ့နေရာမှာလည်း အကြံတန်းဆောင်သောနှီးတွေကိုအသုံးပြုသူဖြစ်နာမည်ကျော်ကြားခဲ့တယ်။နတ်စစ်သူကြီးမလိန်တာမှာစတုမဟာရီနတ်မင်းနဲ့ချီးမြှင့်ထားတဲ့နှောင်ကျိုး၅ခုရှိပြီးထိမနိုင်တိမ်မရဖြစ်လာအောင်တောင်းကျမ်းလို့နဲ့နတ်မိတ်စာတွေကိုထိုနှောင်ကျိုး၅ခုနဲ့ဖန်စီချုံတာအကျဉ်းချလေးရှိရဲ့။နှောင်ကျိုး၅ခုကိုဖန်စီသူရဲ့လက်ပင်လက်နှစ်ဖက်ခြေနဲ့ဖက်မှာချီနှောင်ပြီးမိဟုံဟုံတောင်းလောင်ရဲ့တောင်းနေရင်ရဲ့အလယ်မှာချီနှောင်ထားတတ်တယ်။ဒီချီနှောင်ခံရတဲ့သူတွေကို မလိန်နာစစ်သူကြီးရဲ့လူယုံတော်တွေဖြစ်တဲ့တေနာနဲ့ဗီဒါဆိုတဲ့နတ်ငယ်နှစ်ပါးနင်းညာမပြတ်စောက်ကြည့်နေကြကြတယ်။တေနာနဲ့ဗီဒါတို့ကြီးကြတဲ့မိကြောက်တောင်အောက်မှာလဲမင်းရွတ်နိုင်တော့ညပြတဲ့နတ်မိတ်စာတွေရှိနေပြီ။တောင်တန်ရရဲ့လေမှာတော့နှောင်ကျိုးအထက်ထက်ခက်ကဖန်းစီထားတဲ့နတ်မိတ်စာတကောင်ရှိနေခဲ့တယ်။သူကတော့အာလိန်နာစင်ရဲ့အောက်ဆုံးမှာရှိရဲ့ငကားပြည်ကိုမီးလောင်တိုက်သွင်းဖို့ကြိုးစားခဲ့တဲ့သူဖြစ်ပြီးနမင်းကြီးလေးပါးကိုယ်တိုင် အာနာဂုတ်ပေးအပ်ဖမ်းဆီးခဲ့သူလည်းဖြစ်တယ်။သူ့နာမည်ကဘီဒေနာသူ့ကိုဖမ်းမိရဲ့အချိန်ကရေတွက်မယ်ဆိုရင်နှစ်ပေါင်း900ဝန်းကျင်ခန့်ရှိပြီဖြစ်တဲ့အပြင်လေပင်လက်နှစ်ဖက်ခြေထောက်နှစ်ဖက်တို့လှုပ်မရအောင်၆နောင်ခံထားရသူလည်းဖြစ်နေရတဲ့အတွက်လက်စစ်သူကြီးရဲ့အမေးမရပဲဘလို့မှမလွတ်နိုင်ဘူးဆိုတာဒေနာနဲ့ဘီဒါတို့သိနေခဲ့ကြတယ်။ဒါကြောင့်ဒေနာနဲ့ဘီဒါတို့ကဘီဒေနာရဲ့အခြေအနေကိုတရက်တစ်ခါလောက်သာလာကြည့်တတ်ပြီးရှင်ရင်းချင်တွေကို စစ်သူကြီးထံတရင်ပေးပို့တက်ကြတယ်။ပြီးတဲ့နာကလည်းသူ့ကိုလာကြည့်ရဲ့အချိန်တိုင်းတင်းနာနဲ့ပြည်သားတို့နေကောင်းရဲ့လား၊ကျမ်းမာရဲ့လားစသဖြင့်ကြိုးသားတဲ့စကားတွေနဲ့အမြဲတစေနှုတ်ဆက်တတ်တယ်။အချိန်လေးကြာလာတော့ပြီးတဲ့နာရဲ့ဟန့်အမှုရာလင်းယူလေသိန်းတွေကနူးညံ့ပျော်ပြောင်းလာခဲ့တယ်လို့တင်းနာနဲ့ပြည်သားတို့နဲ့လည်းအတိုင်းအတာတစ်ခုထိခင်မင်ခဲ့ကြတယ်။ဒါကြောင့်နေ့စဉ်နေ့တိုင်းမလာတော့ပဲတပတ်တစ်ခါဆယ်ရက်တစ်ခါမှသာ အချိန်လေးလာကြည့်ရဲ့အနေထားရောက်လာခဲ့တယ်။တရမ်းမှာတော့ပြီးသည့်နာကိုဖမ်းဆီးထားတဲ့ကြောင်မီးတောင်ကအနှင်းငယ်လှောက်ခါတယ်လို့ဖြစ်ပြီးတောင်တယံကနေကြောင်မီးခဲတွေပဲ့ကြလာတယ်။ဖြစ်ချင်တော့တောင်တယံကနေပဲ့ထွက်လာတဲ့ကြောက်ပိုင်းစာလေးတစ်ခုကပြီးသည့်နာရဲ့ခြေအောင်နားမှာလာကြခဲ့တယ်။ဒါအောင်မြင်တဲ့ပြီးသည့်နာကကြောင်မီးအပိုင်းစာလေးကိုခြေအောင်ထဲကောက်ယူဖို့ကြိုးစားပေမဲ့တင်းချက်စွာချီနောက်ထားတဲ့နှောက်ကျိုးတွေကြောင့်မူလားရှိရဲ့နေရာကနေအချစ်တမင်စာတော်ရွေးလို့မရဖြစ်နေခဲ့တယ်။ အဲ့ဒီချိန်တောင်တရံလှုပ်ခတ်မှုကိုစစ်ဆေးဖို့အတွက်ဒေနာနဲ့ဗီဒါတို့ပြေးဝင်ခဲ့ရာ ကျမ်းပေါ်မှာကြာနေရဲ့မိကြောက်ကိုခြေအောင်နဲ့ခတ်မိတယ်လို့ဖြစ်ပြီးပြီးဒေနာရဲ့ခြေမနဲ့လက်တလုံးအကွာထိရောက်လာခဲ့တယ်။ဒါအောင်သတိမထားမိရဲ့ဒေနာနဲ့ဗီဒါကပြီးဒေကာရဲ့နှောက်ကြိုးတွေကိုသာအဓိကစစ်ဆေးပြီးတော့ဘာမှမတူကြတဲ့အတွက်မိမိတို့နေတဲ့ဗိမာန်စီကိုပြန်ထွက်သွားခဲ့ကြတယ်။အဲ့ဒီချိန်မှာ ပြီးဒေနာရဲ့ခြေထောက်ကရှင်းမှရှိနေတဲ့မိကြောက်ကိုယူဖို့လှမ်းလိုက်ပေမဲ့ အထက်ထက်စီရင်ထားတဲ့နှောင်ကျိုးတွေရဲ့အစွမ်းကြောင့်ဘလို့မှလှုပ်မရခဲ့ပေ။ဒါပေမဲ့ပြီးတင်နာကကြေရောက်ကိုရှိသမျှခွန်အားတွေသုံးပြီးရှေ့ကိုထုတ်လိုက်ချိန်မှာတော့ကြီနောင်ထားတဲ့နေရာတွေကနေချွန်ထန်းလာတဲ့စူးတံတွေထွက်လာပြီးအသားထဲကိုဤကနေဤကနေမြုပ်ဝင်နေခဲ့တယ်။ပြီးတင်နာလည်းအသေးခါရောက်နာကျင်တဲ့ဝိဒနာကိုညဉ့်ညူတံမထွက်အောင်အန်ကျိတ်ခံရင်းခြေချောင်းတွေကိုဖြန့်လိုက်ရာခြေမထိတ်ကနေထွက်လာတဲ့ခြေသေးကမိကြောက်ထိမိရဲ့အနေထားဖြစ်သွားခဲ့တယ်။ မိเจ้าကိုခြေသေးနဲ့ထိရဲ့ချိန်မှာပဲခြေသေးထိတ်ကသုံးခွားပုံစံပြောင်းလာပြီးမိเจ้าကိုညှက်ယူသလိုဖြစ်ကခြေမရဲ့ဘေးကနေလက်ချောင်းလိုမျိုးလက်ပွားလေးတွေတိုးထွက်လာခဲ့တယ်။အဲဒီလက်ပွားတွေကမိเจ้าကိုရတာနဲ့တမ်မနီလိုမာကျောတဲ့လက်ထိတ်တွေကိုအသုံးပြုပြီးကြောင်များဖြစ်အောင်ပုံသွင်းလိုက်ကြတယ်။လူကျင်တဲ့ပုံစံရပြီးဆိုတာနဲ့ပြီးတဲ့ကနှုတ်ကနေဂါရာတပုတ်ကိုရွတ်လိုက်ရာကြောင်များကခြေရောက်ကနေဖောက်ဝင်က လေချောင်းဝါကိုယောက်လာခဲ့တယ်။ ပြီးသေးနာလေချောင်းအမှဖွဲ့ထားတဲ့ကြောင်ပြားထိတ်ကိုရှာပြားမှတင်ပြီးလက်ဘွားရှိရဲ့ဘက်ကိုထွေကနေထွေထုတ်လိုက်တယ်။ကြောင်ပြားကလက်ဘွားပေါ်ရောက်တာနဲ့ချက်ချင်းဆိုသလိုကြီးထွားလာပြီးစက်ကြလဲသလိုလဲကလက်မကြီးနောင်ထားတဲ့နှောင်ကျိုးကိုတီကနေနေအောင်ဖြတ်ပြစ်လိုက်ပါတော့တယ်။မိเจ้าတောင်အလဲကနေထွက်လာတဲ့တော်လဲတန်ကြီးကြောင့်တေနာနဲ့ပေသားတို့လည်းလက်အောက်ကနဲ့တငယ်ဒီကိုခေါ်ကတောင်ကြားထဲကိုဝင်လာခဲ့ကြတယ်။သူတို့ရောက်လာတဲ့ချိန်မှာတော့တောင်လဲမှာ ချီနောက်ခံထားတဲ့ပြီးသိကောင်မတွေ့ရပဲဖြတ်တောက်ခံထားတဲ့နှောက်ကျိုးတွေကိုသာမြင်လိုက်ရတယ်ဒုက္ခပဲပြီးသိနာလွတ်သွားပြီစစ်သူကြီးကိုတရင်ပို့ဖို့ပြင်ကြတေနာရဲ့စကားကြောင့်လက်သင်ငယ်တချို့ကခါမချိတ်ထားတဲ့ခရောင်မှုဖို့လုပ်ပေမဲ့နှကန်းဝါကိုမရောက်ခင်မှာပဲလေတိုးတန်တစ်ချက်နဲ့တူလေပင်းတိကနေပြက်ပြီးညီပေါ်ကိုလဲကျသွားခဲ့တော့တယ်တေနာနဲ့ဘီရာတို့လည်းလေတိုးတန်ကြားရဘက်ကိုကြည့်လိုက်ရသူတို့ရဲ့မျက်နှာတည်းတည်းကိုဝင်လာတဲ့လှန်သွားတစ်ခု ။မကြမီချိန်တွင်ကြောင်းမက်ဖွယ်ကျေးရွာတံနာကျင်စွာအော်ဟစ်တံအလံတကြားထွက်ပြေးကြတဲ့ခြေတံတွေထွက်ပေါ်လာပြီမဲ့စက္ကန့်မှအတွင်းမှာပဲတောင်ကြားတစ်ခုလုံးပြန်လည်ငြိမ်သက်သွားပါတော့တယ်။တောင်ကြားမှာတော့ဦးကောင်းပြက်ကအသက်ကင်းမဲ့နေရဲ့တေနာနဲ့ဗီရာတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာခြေရောက်တင်ပြီးရက်နေရဲ့ဘီးတေကားရဲ့ရုပ်တင်ရပြုံးရွှင်လေးရဲ့အနေအထားဖြစ်နေခဲ့တယ်။သူ့ရဲ့လက်ပင်လက်နှစ်ဖက်ခြေအောက်နှစ်ဖက်မှာတော့ငါးမျိုးသောနှောင်ကြိုးတွေရ လေရဲမှာတလင်းလွင့်ပြန့်လွင့်နေပါတော့တယ်။လူသူအယောက်ပေါက်နေတဲ့ကျွန်းတစ်ခုပေါ်မှာတဖြည်းဖြည်းတောင်းလောက်နေရဲ့မီးပုံတစ်ဖူရှိနေပြီးဘေးမှာတော့အညူရောင်ပိတ်ဆောက်ခနာကိုမှာခြုံထားတဲ့လူတယောက်ထိုင်နေခဲ့တယ်။သူ့ရဲ့ရှေ့မှာတော့ကျင်းနဲ့ပြုတ်လုထားတဲ့အယုတ်လေးကလေပေါ်မှာပြန်ဝဲနေပြီးအသက်ဝင်နေသလိုလှုပ်ရှားနေခဲ့တယ်။အဆိုပါလူကအယုတ်လေးကိုကြည့်နေရင်လက်တစ်ဖက်ကိုလေထဲဝှေ့ရမ်းလိုက်ရာ မီးပုံနေရာနေမီးစားတစ်ခုထွက်လာပြီးအယုတ်တယောက်ရဲ့ကိုယ်ထဲကိုဝင်သွားခဲ့သလို လေးပွေတစ်ခုကလည်းတခြားရုပ်တစ်ခုနဲ့တိုးဝင်သွားခဲ့တယ်။အလားတူခြေထောက်နဲ့နင်းထားတဲ့မြေကြီးတွေကချတောင်မှုလို့ရေစာကဲတွေအပေါ်ထောင်တက်လာပြီးကြံနေတဲ့အယုတ်ထဲဝင်ရောက်သွားခဲ့တယ်။နောက်ဆုံးကြံတဲ့အယုတ်ထဲကိုတော့မလန်းမကန်းမှရှိတဲ့ရေရိုင်လေးရရေတွေစုပြုံတိုးဝင်သွားခဲ့တော့တယ်။အယုတ်လေးကတက်ဆာရာဓာတ်တွေပေါင်းစုပြီးရတဲ့လုံးတူရွယ်တူယောက်ျားလေးတယောက်ဖြစ်ပြောင်းလဲသွားပြီးထိုင်နေတဲ့လူရဲ့ခြေထောက်ရှိမှပစိတုပ်အနေထားနဲ့ဝင့်နေခဲ့တယ်။ အဆိုပါလူဟာဝေတွားနေတဲ့လူလေးရောက်ကြည့်ပြီးတင်းတော့အခုအားစပြီးငါရဲ့လက်ရုံးတော်တွေဖြစ်သွားခဲ့ပြီဒါပေမဲ့တင်းတော့ငါရဲ့အမိတ်ငါဘေးရဲ့တာဝန်ကိုကြည်ပုံအောင်ထမ်းဆောင်မှုအသင့်မဖြစ်သေးဘူးဒီအတွက်ကြောင့်ကိုနဲ့သက်ဆိုင်ရာအရက်ဒေသတွေမှာနှစ်ပေါင်း100တိတိနေထိုင်ပြီးစွမ်းအားတွေမြင်မအောင်ကြင်ကြံတော့နှစ်ပေါင်း100ပြည့်ရဲ့နောက်မှာဒီလောကကြီးရဲ့ပြန်တွေးကြတာပေါ့ပြောပြီးလက်ဖြစ်တစ်ချက်တီးလိုက်ရာ ရှေ့မှာရှိတဲ့လူတွေရောက်က လျှက်စည်းလို့အလင်းတန်းဖြင့်ပြောင်းလဲသွားပြီးအရလေးမျက်နာကိုထွက်ခွာသွားပါတော့တယ်ကိုတိုင်မှာထမ်းမိန်ပေါ်မှာအိမ်နေနေတော့မြ мян စင်းလာခဲ့ဖိုးကလုံးကအောက်ကနေလှမ်းပြောင်းလိုက်ပြီးမဲ့တိုင်မောင်းကထမ်းလန်းတစ်ခုကိုခြေကံပြီးအိပ်ပျော်တဲ့ပုံစံလုပ်ပြနေတယ်အေးနော်ကောင်းကောင်းပြောနေရမရဘူးကြုတ်ခွားနဲ့ပြစ်မှာဖိုးကလုံးကခါကြဲထိုးထားတဲ့လေးဝါကိုထုတ်ပြီးလုံစလုံးထဲနေရဲ့ချိန်ထမ်းမိန်ပေါ်မှာအိတ်ချင်အောင်စောင်းနေရဲ့တိုင်မောင်းကြပြားကြရနဲ့ ကောက်တွယ်စင်းလာခဲ့လိုက်တယ်။ခွေးကောက်လေးငားစတာအောင်တကယ်ပြစ်မလို့လောက်တယ်ပေါ့လေ။မလုံးလို့ရမလားဗျ။ဆရာကြီးကအရေးကြီးလို့ခေါ်ခိုင်းတော့ခမရဟာသားလုံနေရဲ့။ငားချစ်လို့စတာပါကွာ။ဒါနဲ့ဘာကိစ္စပေါ်လို့လဲ။ဒါတော့ကြုံလဲမသိဘူး။မင်းညရရဆရာမအိပ်ပဲအင်းနေဆွဲနေရမြင်တယ်။ဒီမနက်လဲစောရီးထားပြီးကြုံကိုလောက်စလုံးအစ်စ်တွေလောက်ခိုင်းထားတယ်။မင်းကိုခမ်းပြီးပြီဆိုတော့ငါ့ကိုတခုခုခမ်းလို့ခေါ်တာများလား။မပြောတတ်ဘူးလေ။ ဟိုရောက်ရင်တိမှာပေါ့ဖိုးကရုံစိတ်တူနေရောက်တိရဲ့တိုင်မောင်ကပခုံးတစ်ဖက်ကိုဆွဲဖက်ပြီးအိတ်ရှိထွက်လာလိုက်တယ်။အိမ်ရောက်တော့ဖះเจ้าဆောင်ရှိမှထိုင်နေတဲ့မောင်စမကနေအောင်လုံးကိုခေါ်လိုက်ပြီးတော့မင်းတို့နေရငါပြောတာတေချာနားထောင်အတီးကတိုင်မောင်ဟုတ်ကဲ့ဆရာကျွန်တော်နားထောင်နေပါတယ်။နှုန်ခဲနေရကဆရာငါစီကိုအိမ်မက်ထရနေဆက်သွဲလာတယ်။ငါတို့နေရဲ့လူပောင်တွေကိုမကောင်းမှုဒူးစရိုက်တွေလောက်တာနှစ်သက်တဲ့ပုံကိုယ်တွေရောက်နေကြတယ်လို့ပြောတယ်။ သူတို့ရင်ဆိုင်မှုငါတို့ကိုင်းကိုအထက်ဆရာတွေကတာဝန်ပေးထားတယ်။ဒါကြောင့်မကြခင်ရပိုင်းတွင်ဆရာနဲ့တွေ့ဖို့ခရီးထွက်ရလိမ့်မယ်။ကျွန်တော်လိုက်ရမှာလားဆရာ။ဆရာမင်းရောဖူးကလေးမှလိုက်ဖို့အမိန့်ပေးထားတယ်။ဒီကီးလမ်းကမင်းတို့ကပထမဆုံးစင်ခေါ်မှုဖြစ်တယ်လို့အချိန်မရွေးဒုက္ခရောက်သွားနိုင်တဲ့ခရီးစဉ်လည်းဖြစ်တယ်။ဟုတ်ကဲ့ဆရာကျွန်တော်နားလည်ပါတယ်။ဒါကြောင့်ဒီညငါတို့ပြင်ဆင်စရာရှိအောင်ပြင်ဆင်ပြီးမနက်အာရုံတက်တာနဲ့ခရီးစားထွက်မယ်။ဖူးကလေး မင်းလည်းဆရာပေးထားတဲ့လောက်လေးကောင်တက်တာတွေကပြန်ထုတ်ပြီးအသင့်ပြင်ထားဟုတ်ကဲ့ဆရာကျွန်တော်အသင့်ပြင်ထားလိုက်ပါမယ်တိုင်ပေါင်းတယောက်ခရီးထွက်မယ်ဆိုတဲ့စကားကြောင့်တညာလုံးအိတ်မပြောပဲအာယုံတက်မဲ့ချေဦးသားဖိနှကြွကြွစောင့်မျှော်နေခဲ့တယ်မနက်မိုးလေးတော့ထန်းလုံးဖြူရွာကနေစတင်ထွက်ခွာလာပါတော့တယ်ထန်းလုံးဖြူရွာထိပ်မှရှိတဲ့ထတော်ကြီးကနှင်းမုံနေကြမှာအုပ်ဆိုင်နေပြီးနှေးဆက်တွေကနေကြီးပေါ်တပြောင်ပြောင်နဲ့ကြာစင်းနေခဲ့တယ် မောင်စမားကထန်းတော်ရဲ့တောင်ပန်စွန်းစွန်းထွက်သွားပြီးတနီယာရောက်မှာတော့ခြေလန်းနေကိုရက်ကမင်းတို့ရဲ့မျက်စိရဲ့မှိတ်ထားကြတိုင်မှာမင်းအားခုမှပထမဆုံးကြေဖြစ်တာမို့နည်းနည်းတော့မူးလိုက်မယ်နော်ရရဲစရာကျွန်တော်ခံနိုင်ပါတယ်ကဲမျက်စိမှိတ်ပြီးငါအင်ကြီးစာကိုကြိုက်ထားကြတိုင်မောင်းတဲ့ဖူးကရုံတို့မျက်စိမှိတ်ထားတဲ့ချိန်မောင်စမားအထမ်းမိရဲ့ပင်စီမှာရေးဆွဲထားတဲ့အင်းကွက်ပေါ်ကိုလွေတဲပါလာတဲ့အင်တချက်က လက်ကိုလှဲ့လိုက်တယ်ဆိုရင်ပဲခနာကိုတစ်ခုလုံး နိုင်လက်တန်လဲသလိုလှဲ့သွားပြီးကြက်ကနေပြောက်ွယ်သွားပါတော့တယ်။ခန္ဓာကိုယ်ကတမင်းနစ်လောက်ခြားရဟတ်လိုလဲပြီးရုပ်ကြီးရက်သွားတဲ့ချိန်တိုင်ပေါင်းရဲ့ရင်ထဲမှာပြုတ်တက်လာပြီးဘေးမှာတဝောဝောနဲ့ထိုးအံ့ပါလိရော။ဆရာကြီးပြောတော့ခန္ဓာကြီးရှိရဲ့ဆို။ဖိုးကလေးရဲ့ရည်တက်တဲ့စကားကြောင့်တိုင်ပေါင်းဘေးကိုကြီးလိုက်ရာမောင်စမားတို့နဲ့တူအောင်မြတ်သားတို့ရက်နေရမြင်လိုက်ရတယ်။ဆရာဆရာတို့ဘယ်ကနေဘလို့ရောက်လာကြလဲ။ငါတို့ဒီရောက်နေရကြာရောပေါ့။ င်းတို့မလာသေးလို့စောင့်နေရ။ကဲအချိန်မရှိဘူး။ဆရာသခင်စီသွားရအောင်။ဟုတ်ကဲ့ဆရာကျွန်တော်တို့အစ်စ်မှာပဲ။ဆရာသခင်ကအောင်မြတ်တာတို့ကိုမြင်တော့အနာကပ်လာပြီးခေါင်းတစ်ချက်စီပုတ်ကစိတ်ရှိတိုင်းစောင့်ရဲနိုင်ကြပါစီ။ပြောပြီးတော့အင်းတစ်ခွက်ဆွဲထားတဲ့ကွန်တရွက်စီကိုပေးခဲ့တယ်။အောင်မြတ်တာတို့လည်းကွန်ရွက်ကိုယူပြီးရှာပေါ်တင်လိုက်ရ။နေအောင်နဲ့တည့်ရဲ့နှင်းဆက်လို့အရေးပြောကလေကြောင်းထဲဝင်သွားခဲ့တယ်။ဒါအောင်မြင်တဲ့ဆရာသခင်က တယောက်ချင်းစီကိုစေးစေးလိုက်ကြည့်ခဲ့ရာတိုင်ပေါင်းစီအရောက်မှာတော့ဒီကောင်လေးကသူ့အဖေနဲ့တရုတ်ထဲတူနေပါလားအဲဒီချိန်မှာအောင်မြတ်တာလက်အုပ်ချပြီးအရှင်ဖေဟာဒီခရီးစဉ်မှာတက်ခိုင်တဲ့တောက်ဝါတို့မတွေ့ပါလားသူတို့နှစ်ယောက်ကရှေ့ကနေကြိုသွားနေနေပြီလူလေးမကြခင်လူလေးတို့နဲ့စုံပါလိမ့်မယ်အောင်မြတ်တာတို့လည်းဆရာသခင်ပြန်ကြွားသွားတာနဲ့ဘယ်ဘက်မှာရှိရဲ့လမ်းကျိုးလေးတိုင်းဝင်လာခဲ့ရာများမကြမီမှာအော်ဟိတန်နေညင်းညူတန်နေထွက်လာတာကြောင့် အတန်ကြားဘက်ကိုကြည့်လိုက်ရာကြာဖို့တချောင်းစီကမ်းပြီးမြေပုံဘလူးနှကောင် ရိုင်းနေရဲ့တက်ခိုင်တဲ့တောက်ကောင်မြင်လိုက်ရတယ်။ကိုစီအာရီကစောစောစီစီပညာပေးနေပြန်ပြီထင်တယ်။အဲဒီလိုပြောလိုက်တော့အောင်မြတ်သားဘာမှမပြောဘဲအနားကိုကတ်သွားကြင်စီအာရီရောက်လာကြပြီလား။ဒါကဘသူ၏လဲ။အချိုးမပြေတဲ့တောချောက်တောင်ချောက်ကောင်နေလေ။ကျွန်တော်တို့လာတာကိုချောက်လန့်နေလို့ဆုံးမထားလား။ငါတပည့်တွေကကိုထက်နေကြတဲ့သူတွေကိုခုလိုမလုပ်ရအောင်ပြောပြီးတော့လက်နဲ့ဆွဲဖယ်လိုက်ရ တက်ခိုင်နယ်တောင်ဝါရုဖြစ်ကနေပြောင်ကျော်ကျော်မျက်နှာထားနဲ့လူနေရောင်တွင် ပြောင်းသွားပြီးတီးတဟာဟာရှီမောကမြေကြီးထဲကိုတိုးဝင်ထွက်ပြေးသွားခဲ့တော့တယ်။ဆရာသူတို့တွေကဘသူတွေလဲ။ငါတို့စောက်ကြည့်နေတဲ့သူတွေပဲ။ဒီပုံတိုင်းဆိုရင်မကြခင်မိစားကောင်နဲ့ထိတ်တိုက်တွေ့ရတော့မယ်။အားလုံးသတိထားကြ။အောင်မြတ်သားစကားကြောင့်ကြံနေသူတွေဘေးဘီကိုအကဲခတ်ပြီးအနားရောက်လာခဲ့ကြတယ်။အရှင်းမှမြင်နေရတဲ့တောနဲ့ကြီးရဲ့မှာဒီကောင်တွေစက်စားကြတာနဲ့တူတယ်။ဆရာဟိုမှာကြည့်အောင် ခေါင်းလာစကားကြောင့်အောင်မြက်တာလဲကြည့်လိုက်ရမိုးတိတ်နေကြရတဲ့နေညကြီးဘော့ကိုဝှေ့ဝိုက်ပြီးကြဆင်းနေတဲ့လေးစင်းနှမောင်းတစ်ခုကိုမြင်လိုက်ရတယ်။ဆရာဒီဘက်လဲကြည့်ရ။မောင်လစမလက်ညှိုးထိုးတဲ့ဘက်ကိုကြည့်လိုက်တော့တောအုပ်အတွင်းပိုင်းတနေရာကနေအလျံကြီးကြီးတောက်လောင်နေတဲ့မီးတောင်တစ်ခုတိုးထွက်လာတာမြင်လိုက်ရတယ်။ငါတို့လာတာကိုကြိုဆိုတဲ့ပုံစံတစ်မျိုးလေးပါလား။အောင်မြက်တာစကားဆုံးမှာဝါးတပြန့်စာအကွာကနေညီသားတွေလိုက်တပိုးလိုတက်လာတာမြင်တွေ့လိုက်ရတယ်။ အားလုံးနောက်ဆုတ်ကြ။အောင်မြတ်တာကပါလာတဲ့သူတွေကိုနောက်ဆုတ်ကမ်းပြီးရေလိုင်းလိုတက်လာတဲ့မြေလွာတွေကိုလက်ညှိုးထိုးပြီးကံလန့်ဖြတ်စီးတစ်ခု တားလိုက်တယ်ဆိုရင်ပဲလိုက်ထားလာတဲ့မြေသားတွေထဲကနေမျိုးပုပ်ပေါ့အတောင်းရင်နဲ့လူတယောက်ခုံထွက်လာခဲ့တယ်။ဆရာဒီကောင်ကဘသူလဲ။ငါတို့ပထမဆုံးရင်ဆိုင်ရမယ့်သူလို့ထင်တယ်။မြေကြီးကိုလူတလို့အတုံးချနိုင်ပုံထောင်ရင်မြေတန်းနဲ့စီရင်ထားတဲ့ပုပ်ကိုပဲဖြစ်ရမယ်။ဒီကောင်တော့ကျွန်တော်ရင်ဆိုင်ကြည့်မယ်ဆရာ ခွန်လာကအောင်မြတ်တာရှိကိုတက်လိုက်ပြီးသူတို့ကိုစူးစူးရဲရဲကြည့်နေတဲ့သူကိုတစ်ချက်ကြည့်တာမြေကြီးကိုလက်ညှိုးနဲ့ထောက်လိုက်တယ်ဆိုရင်ပဲပတ်ချောင်းအန်နေရဲ့မြေခွဲချောင်းနေတဲ့ကနေမီတာမီလီယံနဲ့အခိုးငွေတွေထွက်လာပြီးသူတို့ရှေ့မှာရက်နေရဲ့သူစီကိုတိုးထွက်သွားခဲ့တယ်။ဒါပေမဲ့ရက်နေရဲ့သူကခွန်လာကိုမျက်နှာသေးနဲ့ကြည့်လိုက်ပြီးလက်မဖက်ကိုအပေါ်မြှောက်တင်လိုက်ရာခြေရောင်းအောက်မှာရှိတဲ့မြေသားတွေကဒူးစိထိချားတောင်မိုးတက်တယ်လို့တက်လာကခြေရောင်းနှစ်ဖက်လုံးလုံးမရဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ခွန်လာပို့လို့လိုက်တဲ့နီးလျာနေရရန်ရည်သူစီမရောက်ခင်မှာပဲပြင်းထန်တဲ့လေးပွေတခုရုပ်ကြီးပေါ်လာပြီးရှင့်ကိုဆက်မတိုးနိုင်အောင်ကပေးထားတာကိုလည်းအောင်မြတ်သားတို့မြင်တွေ့လိုက်ရတယ်။ဆရာဒီကောင်လေးကဘာတွေလဲ။ခွန်လာကမြေကြီးရဲ့နှုတ်ဝင်နေတဲ့ခြေအောက်ကိုဆွဲမရင်မိလိုက်တာကြောင့်အောင်မြတ်သားရှင့်ကိုတိုးလာပြီးမိစားကလေးတွေကိုလက်နဲ့ဆွဲချလိုက်ရာဝုန်းကလေးပြိုကျသွားခဲ့တယ်။နေရဒီအဖွဲရဲ့ခေါင်းဆောင်ထင်တယ်။ဒါကြောင့်တခင်ကြီးကနေ့ကိုတတိထားဖို့မှာခဲ့တာ။ ရန်နေရသူကအောင်မြတ်တာကိုကြည်ကပြောလိုက်ပြီးအရှိမရန်နေရမြေစာကလေးကိုကောက်ယူကလန်ကျိုးနဲ့မှုေးလိုက်တယ်ဆိုရင်ပဲရန်နေရမြေကြီးတရနေမာကျစ်တဲ့မြေသားချုံနေထွက်လာပြီးအောင်မြတ်တာပါဝင်ကျန်တဲ့သူတွေခန္ဓာကိုချင်းသက်ဖွယ်ရှက်နယ်ပိတ်လောင်ထားခဲ့လိုက်တယ်။ဆရာကျွန်တော်တို့နည်းနည်းနောက်ကျပါတယ်။တက်ခိုင်လက်ထဲရကင်ထားတဲ့အဖြူရောင်ဓလုံးလေးတစ်လုံးကိုမြှောက်ပြပြီးလေးပေါ်ကိုကြစ်တင်လိုက်ရာဓလုံးလေးကနေအပေါ်အဖြူ အောင်ဖြူဝစ်စင်ထားတဲ့စစ်တီတချို့တွက်လာပြီးတော့အောင်မြတ်တာတို့ကိုဝင်းရံထားခဲ့ကြတယ်။အဲဒီချိန်အောင်မြတ်တာရဲ့ကိုတုံအောင်ထားတဲ့မြေစာခဲတွေဝုံးနေပြုတ်ဆင်းသွားတာကြောင့်ကြည်လိုက်ရအစေးရင်ရဝစီပိတ်ကိုအပေါ်တင်ပြီးရက်နေရောက်တောက်ရမြင်လာရတော့တယ်။တိတ်တီးဝင်ဝစီပိတ်လိုက်ရှာနေလို့နောက်ကျသွားတယ်ဆရာရဲ့။ဟေ့တိုင်မောင်မင်းရီလောက်တော့တုံးထက်တယ်မော်လား။တောင်ရကဝစီပိတ်ကိုမြောက်ပြီးတိုင်ပေါင်းကိုချုံနောင်ထားတဲ့မြေစာတွေကိုရောက်ချလိုက်ရမာကျောပါလေဆိုတဲ့မြေစာတွေလည်း အောက်ကိုပြိုကျသွားခဲ့တယ်။မင်းတို့ကငါ့ကိုဖမ်းဖို့စစ်ကူတွေရောက်ခေါ်လာပါလား။ဒါပေမဲ့ဘီးတေနာဆိုတဲ့ငါလူတွေကူကူဖမ်းလို့ရမယ့်သူမဟုတ်ဘူးဆိုတာမသိကြပေဘူးပဲ။ခလေးတွေခုချေရနင်းလို့စွမ်းကိုပြန်ရမယ့်ချိန်ရောက်လာပြီ။ရေမြေလေးမီးဆိုတဲ့တကြီးလေးပါရဲ့အစွမ်းကိုပြကြတော့အဲဒီလိုပြောလိုက်တယ်ဆိုရင်ပဲမိုးတိတ်နေတဲ့ကနေမူဒီမိုးပေါက်တွေကျလာပြီးလေကွင်းမြေမှာမူးရေတွေပြေရှင်သွားခဲ့တယ်။အဲဒီချိန် ရေတရနဲ့လူတရဝန်းဝန်းနဲ့ခုံထွက်လာပြီးတာဝါရှိရဲ့ဘက်ကိုပြင်းထန်တဲ့လှိုင်းလုံးနဲ့ရိုက်ချလိုက်ပါလေရောတခြားတစ်ဖက်မှာလည်းမျိုးအသုံးချပြီးမောင်စမားတို့ကိုတိုက်ခိုက်နေတယ်လို့တခြားနှစ်ယောက်ကလည်းမောင်ကောင်းတဲ့ခုံသားတို့ကိုတော့လူပြင်းနဲ့မိကြီးကလေးကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့ကြတယ်။တက်ခိုက်နေတာဝါတို့ကတော့ရေတရနဲ့ထွက်ပေါ်လာတဲ့ကြောင်မန့်ဖွဲ့ရုံနံတွေကိုပညာစွမ်းနဲ့ဖြက်စီးနေခဲ့တယ်လို့တခြားဂိုင်းဆောင်ပုဂ္ဂိုလ်တွေကလည်းဓာလန်လက်နက်တွေနဲ့တိုက်ခိုက်နေခဲ့ကြတယ်။ ပိုကရုံးနဲ့တိုင်မောင်းကတော့မောင်စမားရဲ့ဥဆောင်မှုအောက်မှာနေပြီးမြေကြီးတွေကနေထွက်ပေါ်လာတဲ့နာနာဘာဝမြေဖုတ်ဘလူးတွေကိုခုခံတိုက်ခိုက်နေကြတယ်တိုင်မောင်းကတော့တောင်းရပေးထားတဲ့ဝစီတုံးနဲ့မဲမဲမြည်သည်။အရာတွေကိုတပြေးပြေးမြည်အောင်ရိုက်ချနေတယ်လို့ပိုကရုံးကလည်းလက်ဆွဲတော်လေးကွာကိုအသုံးပြုပြီးမြည်သည်။အကောင်ကြီးကိုတဖုံဖုံပြစ်ချနေခဲ့တယ်။အောင်မြတ်သားကတော့မောင်ကောင်းတဲ့ခုံလာတို့နဲ့အတူရှိနေပြီးမိကြီးကလေးပါတဲ့လေပြင်းနေတဲ့တံကိုခုခံတားဆီးနေခဲ့တယ် နမိတ်စာရဲ့ပညာနဲ့စီရင်ထားတဲ့ဒကြီးလေးပါစီရင်ကအလွန်အစွမ်းထက်တာကြောင့်အောင်မြတ်တာတို့ဆရာတပည့်တွေတတိကြီးစွာထားပြီးခုခံနေရချိန်လျှက်စည်းကြောင်တစ်ခုကမောင်စမားတို့ရှိရဘက်ကိုထိုးစင်းလာခဲ့တယ်။နာကွက်မတက်မူးချင်းတန်ကြောင့်ဖိုးကောင်နဲ့တိုင်ပေါင်းတို့နာနှစ်ဖက်ကိုလက်နဲ့ပိတ်ပြီးခေါင်းကိုငုံလိုက်တဲ့ချိန်သူတို့ရဲ့ခေါင်းမော်ကိုလျှက်စည်းတန်းတစ်ခုထိုးကျလာတယ်။တောင်မြင်တဲ့အောင်မြတ်တာလဝါးထဲမှာအသေးရှိနေတဲ့အင်းတစ်ချက်နဲ့ပြင်းလို့ပြီးတားလိုက်ပေမဲ့လျှက်စည်းတန်းကိုမတားနိုင်ပဲ။ ဖိုးကလုံးတို့ရဲ့ဥကောင်းမော်ကိုကြားလူစဲစဲကျင်းတန်းဆိုရဲ့အတန်နဲ့တူလျှက်စည်းတန်းကမှုပွင့်လို့ဖြာထွက်သွားခဲ့တယ်။အောင်မြတ်တာလည်းလျှက်စည်းတန်းအောက်ကဝန်ခံလိုက်တဲ့အရာကိုကြည့်လိုက်ရာအင်းစမပေါင်းများစွာရေးဆွဲထားတဲ့ပေရွက်တရွက်ဖြစ်နေရမြင်လိုက်ရတယ်။ဒါဖိုးဖြူစင်ရဲ့ပေလွာစမပဲ။ဒါဒါဘလို့ကြောင်ရောက်လာတာပါလေ။အောင်မြတ်တာအံ့ဩစွာရေယိုပြီးအပေါ်မော့ကြည့်လိုက်ရာမြမွေးကလောက်တချောင်းကိုကင်ထားတဲ့ဖိုးဖြူစင်ကိုမြင်လိုက်ရတယ်။ ဒီတခါတော့ငါမပါလို့မဖြစ်တော့ဘူးထင်ပါရဲ့အဲလိုပြောကငံမွေးကလောင်ကိုလေတန်းဝင်ရမ်းလိုက်တယ်ဆိုရင်ပဲအနာလေးတော့ပါတဲ့တန်ကျဝိပုံစံစမားတွေပေါ်လာပြီးအောင်မြတ်တာခန္ဓာကိုယ်မှာလာကပ်နေခဲ့တယ်။ဖိုးပြုစင်ရအဖွဲသားတွေကိုချက်ဝိစမားတွေဝစ်စင်ပေးပြီးရဲ့နောက်မှာတော့ပြီးတင်နာရှိရဲ့ဘက်ကိုမော့ကြည့်ကဝါရမပအစရှိရဲ့စမားအခိယာတွေပါတဲ့အကာရန်တစ်ခုကို ပြုလုပ်ဓာစီပေးခဲ့တယ်။ဒီအတွက်ကြောင့်ပြီးတေကာကအောင်မြတ်တာတို့ တိုက်ခိုက်လို့မရတော့သလိုတပည့်တစ်သူတွေလည်းအားဖြည့်ပေးလို့မရတော့ပေ။မောင်စမားအနေနဲ့ဖိုးကလုံးနဲ့တိုက်မားကိုကောက်ွယ်ပေးရင်ခုခံလိုက်တဲ့အချိန်ချွန်တက်တဲ့မြေစာကဲတစ်ခုကညာဘက်လက်မောင်းထဲကိုဖောက်ဝင်သွားတာခံလိုက်ရတယ်။ဆရာဘာဖြစ်သွားသေးလဲ။ဘာမှမဖြစ်ဘူး။မြေစာရီကိုတတိထား။အလားတူတက်ခိုင်နဲ့တောင်ဝါတို့ကလည်းရေစီးကြောင်းထဲမှာတတိကြီးစွာထားပြီးတိုက်ခိုက်နေခဲ့တယ်။အဲဒီချိန်မောက်ကောင်းတဲ့ခုံးလာတို့ကလည်းအင်းစမရီကိုတုံးပြီးပြင်းထန်တဲ့လေပြင်းတံကို အသေးအတန်ခုခံနေကြတယ်။အောင်မြတ်တာလဲစမအခေယာတွေပါတဲ့လန်တန်အရင်ကနေကမ်းပြီးကောင်းကင်ဘောင်ပြစ်တင်လိုက်တယ်။လန်တန်ကလေထဲကိုအရှိန်ပြင်းပြင်းနဲ့တက်သွားပြီးပြီးတင်နာရှိနေရဲ့တိမ်ဆိုင်နာအယောက်မှာတော့အတော်လေးကူကဖြာကနေခွဲထွက်သွားကအောက်ကိုပြန်ထိုးဆင်းလာခဲ့တယ်။အလင်းရဲ့အမြန်နှုံးလိုကျဆင်းလာတဲ့လန်တန်ထိပ်ပြားကနေပြီးတင်နာရဲ့လက်ရုပ်တပဲတွေပေါ်အယောက်မှာတော့မျက်စိချိန်မတက်အလင်းနှမ်းနေထွက်လာပြီးအဝင်းကျင်တစ်ခုလုံးဟင်းကနေတုန်ခါသွားခဲ့တော့တယ်။ အောင်မြတ်တာရဲ့မတင်မထားတဲ့လုံရဲကြောင့်ပြီးတင်တာမနေတာတော့ပဲသူ့ရဲ့လက်ကိုဖြန်လာရလက်ရင်းတစ်ဘက်လေးရောက်အသွင်ရနေအစီရင်ကြေးရုပ်တွေအဖြစ်ပြောင်းသွားပြီးတော့လေပေါ်ကိုရှုခနဲ့ပြန်တက်သွားခဲ့ကြတယ်။အဲဒီတော့မှအောင်မြတ်တာတို့လည်းရင်ဆိုင်နေရတဲ့အရာတွေတည်းကနေလွတ်ပြီးအချင်းချင်းပြန်လဲစုစည်းမိသွားတော့တယ်။အဲဒီချိန်တိန်ညိုတိန်လေးတွေကြားထဲကနေပြာနန်းနဲ့အသားရောင်နေကြည်ချင်းစပင်းတွေကိုဖားလိုက်ချထားတဲ့လူတယောက်လေပေါ်ကိုခုတ်ဆင်းလာတယ်။ရေကြီးပေါ်ရောက်တဲ့အချိန်မှာ သူ့ရဲ့ဘေးမှာဝဲပြက်နေတဲ့ကြေးရုပ်လေးတွေကိုစုစည်းပြီးခေါင်းချင်းတိလိုက်ရာကြေးရုပ်လေးခုကနေအဆက်လေးခုပါတဲ့လန်တန်တစ်ခုအဖြစ်ပြောင်းလဲသွားတော့တယ်။အောင်မြတ်တာနဲ့ဖိုးပြူစင်ကဖိသိကားရဲ့တက်ကြီးလေးပါလန်တန်အောင်မြင်တော့အချင်းချင်းကြည့်လိုက်ပြီးဒီကောင်ကသူ့အနေရဲ့အတွက်လက်နဲ့ပါကြိုတင်ပြင်ဆင်ထားတာ哦။ဘယ်တက်နိုင်မလဲအဖိုးရဲ့ချစ်လာမှာတော့ကျွန်တော်တို့ဘက်ကအစွမ်းကုန်ရင်ဆိုင်ရတော့မှာပေါ့။ဆရာသခင်ကဒါကိုကြိုသိလို့မင်းတို့ကိုတပွဲတို့ကိုမှန်ကျွေးခဲ့တာ မင်းတို့ရဲ့အင်းစမအစွမ်းတွေကအရင်ထက်ပိုအစွမ်းထက်လာလိုက်မယ်။ဖုံးဖြူစဉ်စကားကြောင့်အောင်မြတ်သာခေါင်းကြီးပြလာပြီးလက်ညှိုးနဲ့လက်ခဏေကိုလှုပ်လိုက်ရာရွှေပြားခတ်ထားတဲ့အင်းတစ်ချက်အလူလူပေါ်လာခဲ့တယ်။အားလုံးနားထောင်ကြ။ခူအားစပြီးမင်းတို့ရဲ့စိတ်ထဲပေါ်လာတဲ့စမတွေကိုလက်ဝဲရန်လိုက်တာနဲ့အသုံးပြုလို့ရပြီ။ကိုယ့်ရဲ့ညံကိုမျိုးနိုင်သလားအင်းစမတွေရဲ့အစွမ်းကထက်မြက်လာလိမ့်မယ်။အောင်မြတ်သာကတပည့်ဖြစ်သူတွေကိုပြောလိုက်တဲ့ချိန်ဖိုးကလုံးကလောင်လေးကွာကိုခါကြထုတ်ပြီး လက်ညှိုးနဲ့လက်ကလေးကိုလှုပ်ခါလိုက်ရာရွှေပြားခတ်ထားတဲ့အင်းများတပြားအလိုလိုပေါ်လာတာမြင်လိုက်ရတယ်။တကယ်တကယ်ပေါ်တဲ့ဟာဘလို့အတုံးဝင်နဲ့စမ်းကြည့်ရမယ်။ဖူးကတော့ကအင်းချက်ကိုလက်နဲ့ညက်ပြီးပြီးတင်နာရှိရဲ့ဘက်ကိုပြစ်ပေါက်ကနဂါးကိုကဝင်းရံပြီးကြာကြတဲ့အထိမီးနဲ့မြိုက်စီပြောလိုက်တယ်ဆိုရင်ပဲပြီးတဲ့ကရဲ့ပပတ်လေရနေပပင်းတကားကထနေရဲ့နဂါးကိုကပေါ်လာပြီးမီးနဲ့မှုတ်ပါလေရောပြီးတဲ့ကလည်းရုတ်တရက်မှုလက်ကြရလှန်နေကြလိုက်ရလန်တန်ရဲ့ထိတ်ကနေ ထမ်းမေလုံးလောက်ရှိရဲ့ရေတွေပန်းထွက်လာပြီး၎င်းကိုကောင်ရဲ့မိတော့တီကိုရှင်မတိုးနိုင်အောင်တားဆီးတော့တယ်။အဲဒီချိန်မိသေးကားရဲ့တက်ကြီးလေးပါလှန်တန်းနဲ့ထွက်လာတဲ့ရေလုံးကြီးတွေက၎င်းကိုကောင်ကိုရှစ်ပတ်လိုက်ပြီးလှန်တန်းကိုဆက်လွဲပိုက်ဖြတ်လိုက်ရ၎င်းကိုကောင်လုံးအပိုင်းမအစားစားတွေဖြစ်ကလေထဲမှတင်ပျောက်ကွယ်သွားတယ်။၎င်းကိုကောင်ပျောက်သွားတော့မိသေးကသူ့ရဲ့လှန်တန်းဝင့်ပြီး အောင်မြတ်တာလိုဘက်ကိုထိုးဆိုင်ချလိုက်တဲ့အချိန်မောင်ကောင်းကတန်စကာကွက်လိုရေးဆွဲထားတဲ့ကုန်ချာအင်းနဲ့ ပိတ်ခံထားလိုက်တယ်။အလားတူခွန်းလားကလည်းရှင်မြောက်စက်ကြာအင်းနဲ့ပြီးသေးနာကိုတိုက်ခိုက်နေသလိုမောင်စမားနဲ့အောင်မြတ်သားကလည်းအချုံးနောက်စမားတွေဖြစ်တဲ့ခွန်းနဲ့ဆင်းနောက်ကျိုးစမားတန်တေခြေကျိုးစမားတွေကိုအသုံးပြုပြီးဖန်ဆီးဖို့ကြိုးစားနေခဲ့တယ်။တိုင်းမဲ့ပြီးသိနာရဲ့အစွမ်းနဲ့တက်ကြီးလေးပါနှံတန်းရဲ့အစွမ်းကြောင့်အသုံးပြုထားတဲ့စမားရီအိနီကထင်သလောက်ခရီးမပေါက်ပဲကျိုးပြက်သွားခဲ့တယ်။တက်ခိုင်တဲ့တောင်ဝါရူကလည်းအခြေအနေကြည့်ပြီးကျမ်းပေးရမ်းပေးဆိုတဲ့မူကျိုးဆက်ကြအင်း ရောင်မီးပြကြအင်းနဲ့သုံးပြီးတိုက်ခိုက်နေခဲ့တယ်။အဘဘက်ကနေဝိုင်းတိုက်နေတဲ့အတွက်ပြီးတဲ့နာလေခန္ဓာကိုဟန်ချမ်းမပြတ်အောင်ထိမိရှိသမျှခွန်အားတွေစွန့်ရည်နေနဲ့ပြန်လည်ခုခံနေခဲ့တယ်။အဲဒီချိန်ပြီးတဲ့နာဘသူမှမတင်ထားတဲ့အရာတစ်ခုပြုလုပ်ခဲ့တယ်။ဒါကတော့သူ့ရဲ့လက်မောင်းမှာချိထားတဲ့ရွှေကွေးနှစ်ကွင်းကိုထုတ်ပြီးမိုးပေါ်ပြစ်တင်လိုက်ခြင်းပဲ။ဒီဟာကသူ့ရှိရဲ့နေရာကိုတခြားစစ်တီတွေကိုတီးရအောင်လုံလိုက်ခြင်းဖြစ်တာကြောင့်မျက်စိတမိတ်တွင် မလိန်နာစစ်သူကြီးဥဆောင်တဲ့စစ်တီတွေကနံမြင်နဲ့ရထားရစီပြီးပြီးဒေနာကိုဝန်းရံထားတာမြင်လာရတယ်။ဒီကဘာစေကူးနဲ့အဖမ်းခံမှုလုပ်နေရတယ်။အောင်မြတ်တာကမယုံကြည်ရဲမှုရနဲ့ပြောလိုက်တာကြောင့်ဖိုးပြူစင်ကခေါင်းကိုခါရမ်းပြီးငါလည်းမပြောတတ်ဘူး။သူ့မှာတခြားကြံစီတော့ရှိမယ်ထင်တယ်။ဖိုးပြူစင်စကားဆုံးမှာပဲနတ်စစ်သူကြီးမလိန်နာကသူ့လက်မှာပတ်ထားတဲ့ငါမျိုးကြော့ကွင်းကိုချုပ်ကပြီးဒေနာစီကိုပြစ်လွတ်လိုက်တယ် အရာငါးမျိုးနဲ့စီရင်ထားတဲ့ကြော့ကွင်းကလေထဲမှာတည်းတကြိုးစီခွဲထွက်သွားပြီးပြီးသေးနာရဲ့လက်ဘေးနဲ့ခြေလက်တို့ချုံနာမှုတိုးဝင်လာတဲ့ချိန်သူ့ရဲ့လက်ဘေးမှာရစ်ပတ်ပြီးကြံနေရဲ့နှောင်ကျိုးပိုင်းစာတွေကရှော့ကနေကျွတ်ထွက်ပြီးတခြားနှောင်ကျိုးအပိုင်းစာတွေနဲ့တွားရောက်ချိန်မိသွားတော့တယ်။အဲဒီချိန်ပြီးသေးနာကနှောင်ကျိုး၅ခုလုံးရဲ့စောင်းဆက်ကနေဖမ်းယူပြီးလက်နဲ့တက်လိုက်ရာမလိန်နာစစ်သူကြီးရဲ့နှောင်ကျိုးတွေကပြီးသေးနာရဲ့လက်အောက်မှာဝစ်ဆင်းသွားခဲ့တယ်။ဟမ်ဘလို့ဖြစ်ပြီး မလိန်နာစစ်သူကြီးစကားမဆုံးခင်မှာပဲသူ့ရဲ့လက်ပြီးမှအနီရောက်ကြိုးစားတစ်ခု လာရောက်ရစ်ပတ်ပြီးတရွတ်တိုက်ဆွဲခေါ်တာခံလိုက်ရတော့တယ်။အဲဒီတော့မှအောင်မြတ်တာကိုလည်းတတိပြန်ဝင်ပြီးပြီးသူနာထွက်ပြေးလို့မရအောင်အင်းစမရီကိုပိတ်ဆို့ထားလိုက်တယ်။ဒါမဲ့နှောင်ကျိုး၅ခုပြင်တကြီးလေးပါလှန်ကိုပိုင်ဆိုင်ထားတဲ့ပြီးသူနာကအင်းစမရီကိုတာယာဖြူခွဲပြီးထွက်ပြေးဖို့လုပ်တဲ့ချိန်အာတာနာဒီယာတုံယူဖတ်တဲ့တန်ကသူ့ရဲ့မျက်နှာချင်းစာအနေထွက်ပေါ်လာခဲ့တယ်။ပြီးသူနာလည်းအတန်ကြားရအောင်ကြည့်လိုက်ရာ တင်ငန်းကိုချက်ရက်စွာဝစ်ဆင်ထားတဲ့ယဟန်တော်တစ်ပါးကလေထဲမှာမတည့်ရက်ပြီးသူ့ကိုကြည်နီရမြင်လာရတယ်။ပြီးသေးနာတဲ့ယဟန်တော်ကိုမြင်တော့လက်ထဲမှာကင်ထားတဲ့အနီရောက်နှောင်းကျိုးဆက်ကနေဆွဲပြီးတခြားဘက်ကိုထွက်ပြေးဖို့အလုပ်ယဟန်တော်ကသူ့ပြေးရဲ့ဘက်ကနေထပ်ပြီးပေါ်လာခဲ့တယ်။ပြီးသေးနာလည်းရှေ့မှာပိတ်ရက်ထားတဲ့ယဟန်တော်ကိုကြောင်မဖွယ်အကြည့်နဲ့စိုက်ကြည့်ပြီးငါသွားမဲ့လမ်းကိုပိတ်ရဲတဲ့ဥပြီကလုံးနဲ့ကတေးပြီးတော့ကျိဝါပြီးတကြီးလေးပါလှန်နေပြေးထူရအနာမရောက်ခင်မှာပဲလှန်တန်ထိတ်က ပျော့ခွေဆင်းသွားခဲ့တယ်။ဟမ်ဘလို့ဖြစ်တာလဲ။ပြီးသေးကအံ့ဩသွားရပြီးသူ့ရဲ့အစွမ်းထက်လာတယ်ဆိုရဲလက်နက်ကဒီရဟန်းတော်နဲ့တွေ့မှဘာမှအသုံးမဝင်ဖြစ်ခဲ့ရမလား။ရဟန်းတော်ကတုံလုံးနေရဲ့ပြီးသေးကကိုတနာစပွဲကြည့်ပြီးတင့်ကန်ကျမဒီချိန်မှပြီးဆုံးပြီလို့ပြောကလက်ညှိုးထိုးလိုက်တယ်ဆိုရင်ပဲ၎င်းဝင်းမှာလိတ်ထားတဲ့တင်ကန်စာအချိမီအရွယ်ထိုးထွက်လာပြီးပြီးသေးနာရဲ့တကူလုံးကိုနေရာလည်းမရှိအောင်ရှစ်ပတ်ချုံနောက်ထားခဲ့တော့တယ် ပြီးသေးနာဖမ်းဆီးခံရပြီဆိုတာသိရနဲ့တကြီးလေးပါလန်ကရှိနေတဲ့သူ့ရဲ့နန်းနေရအရက်လေးမျက်နှာကိုထွက်ပြေးဖို့အလို့ဆရာတော်ကရောက်တဲ့နေရာမှာရက်နေစမ်းလို့အမိတ်ပေးလိုက်ရာပြင်းနေတဲ့သူတွေအားလုံးကြောက်ရွံ့ကြည်လိုတောင့်တောက်ကြည်ပြစ်လဲကြသွားတော့တယ်ဒီရောမှာယဟန်တော်ကနတ်စည်တီတွေကိုတားဆီးထားတဲ့အရန်တားတွေကိုဖဲလိုက်ပြီးနှောက်ကျိုးနဲ့ဖမ်းဆီးခံထားရတဲ့မလိန်နာနတ်စည်သူကြီးကိုပြန်လွတ်ပေးကကဲတကားတော့နတ်စည်တီတို့ပြီးတဲ့နာကိုတင်တို့ရဲ့အကြီးအကဲနတ်မင်းစီခေါ်သွားပြီးရော ီတစ်ခေါက်တင်တို့မပေါ့ရော့ကြနဲ့တင်မဖေဟာတပည့်တော်တို့ပြီးတင်နာနဲ့အပေါင်းပါရီကိုတေချာခေါ်ဆောင်သွားပါမယ်အလားတူပြည့်ရမျိုးထပ်မပြည့်စီရတော့ပါဘူးတကာလေးတို့ဖုန်းကြီးကိုမေးစရာရှိနေကြတယ်မို့လားတင်မဖေဟာဒီနမိတ်စာဘလို့ကြောင့်ဆွမ်းအားကြီးနေရလဲဆိုတော့သိကျင်ပါတယ်ဖေဟာပြူခဲ့တဲ့ကံကျိုးလေးတွေရှိနေတော့ဖုန်းတကူကြီးနေရပါ ဖုန်းကြီးလည်းတကာလေးတို့ကိုခိုင်းစီတော့ဒီလောက်ထိအစွမ်းကြီးမှန်မှန်မသိခဲ့ဘူးတကာလေးတို့ထွက်သွားတဲ့ချိန် စတုမဟာရီနမင်းနေလာပြီးမိသေးနာကိုဖမ်းဆီးဖို့အကူအညီလာတောင်းကြရလေသူတို့ကဒီကာလမှာဥပုံတီလာစောက်ကြတော့လောကီရေယာကိစ္စတွေကိုတာဝန်ယူထားတဲ့ဖုန်းကြီးရပဲကိုရိုင်းလာရောက်ဖမ်းဆီးပေးရတာတော်ပါသေးရဲ့ဖေယားအရှင်ဖေယားကမကြွလာရင်မိသေးနာကိုဖမ်းဖို့လွယ်မှာမဟုတ်ဘူးဒကာလေးတို့အားလုံးတာဝန်ကြီးရဲ့လို့မှတ်ယူကြပါဖို့ပြုစင်တဲ့ပြီးသိကောင်းတဲ့တွေ့မှာအရှုပ်တော်ပုံနဲ့ပါရပြီလူတွေတို့ဒီအားနေပြန်ထွက်ရင်ကျုံးလို့တို့ရအောင်ရောက်သွားကြ ဟိုမှာလူလေးတို့လုံးမဲ့ကိစ္စတစ်ခုရှိနေသေးတယ်။အောင်မြတ်သားနဲ့ဆရာသခင်နဲ့ဖိုးဖြူစင်တို့ကတော့ကနှုတ်ဆက်ခဲ့တယ်လို့တက်ခိုင်နဲ့တောင်းဝါတို့လည်းပြုံးပြနှုတ်ဆက်လိုက်ကြတယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာယာမညရေးသားထားတဲ့အောင်မြတ်သားနဲ့ငါးမျိုးကြော့တွင်မိစ္ဆာမင်းဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီ။ဇာတ်လမ်းလေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။